စစ်ကောင်စီတပ်အနေနဲ့တောင်ပြည်တွင်းကမြို့နယ်တွေမှာအရက်သားပြည်သူတွေကိုရည်ရွယ်ချစ်ရှိရှိလေကြောင်းတက်ခိုက်တာတွေလက်နက်ကြီးပစ်ခတ်တက်ခိုက်တာတွေဒရုန်းနဲ့ပုံကျဲတက်ခိုက်တာတွေအစက်ွက်ဘုံနဲ့အကျဲချတက်ခိုက်တာတွေစက်တပ်ပြုလုပ်နေပါတယ်စစ်ကောင်စီတပ်ဟာတောင်ပြည်တွေကမုတ်ကုတ်ကြောက်မဲ့တီဘောစာရမြို့နယ်တွေမှာလေကြောင်းနဲ့ဆန်နှကျင်းဒရုန်းနဲ့ဒရော့ဘုံကျဲချတာနှကျင်းဒရုန်းနဲ့အစက်ွက်ဘုံ၃လုံးကျဲချတက်ခိုက်ခဲ့ပါတယ် ဘုံကြောက်ရောက်ပောက်ကွဲမှုကြောင့်အရက်သားပြည်သူ2ဦးသေဆုံးခဲ့တယ်လို့၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။စစ်ကောင်စီတပ်ရဲ့လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းဘုံကြောက်ရောက်ပောက်ကွဲတာတွေကြောင့်အရက်သားပြည်သူတွေရဲ့နေအိမ်38အိမ်နဲ့လေယာစပါးခဲ့အပါအဝင်ဖုံးတော်ကြီးကျောင်းတချို့ထိမှန်ပျက်စီးခဲ့ပါတယ်။ စစ်ကောင်စီတပ်ဟာအယက်သားပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိဥတီပြီးလေကြောင်းလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်နေပြီးတော့မိဘပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်ရဲ့လေကြောင်းအနေရကိုရှောင်ရှားနိုင်ဖို့လေကြောင်းရကာကွယ်ရေးဆိုင်ရာနီလန်တွေကိုလိုက်နာဆောင်ရွက်ဖို့လိုအပ်ကြောင်းတိုက်တွန်း operation ကျွန်မလွေပူလိုပါပါ